ောက်ဆုံးတွေ့ဆင်မှုလေးမှာဒါနောက်ဆုံး၄ချိန်သလုံးမှာလည်းပဲလစ်ကဒါဟိုမန်ယူသုံးပွဲနိုင်တပွဲသိရကြတာဘယ်မှာပမာဝုံးသုံးမြင်မြင်ကြတာမန်ယူရဲ့ဟိုတပွဲအနယ်ကုန်းတစ်ကိုယ်လောက်သွင်းလာနိုင်တဲ့တိုက်စစ်တာဟုတ်ကဲ့ Everton နဲ့ကြာမှာဟုတ်ကဲ့ဟုတ်ကဲ့ဘူးရုပ်ဆောင်နေတဲ့ပဲလစ်ကန်စစ်ကတကယ်ကစားမယ်ဆိုတော့ဒါလက်ပေါ်ဝူးလို့ပေါ့ရောလစ်တော့လစ်တော့ရတာဟုတ်ဆရာတို့ဒီနေ့ဦး ွဲစဉ်တွေရောက်လာပြီပေါ့နော်တူတူပွဲစဉ်မှာတော့ဒါအခုကျွန်တော်တို့ပြောမယ့်ပွဲစဉ်ကတော့နည်းနည်းတော့ဟိုအချက်လက်အရာပါနည်းနည်းခက်ခဲတယ်ကြာဟိုခရစ်စတယ်ဘယ်လီနဲ့မန်ယူပေါ့နော်ဟိုတွေ့မယ်အာရှဇီဂွတ်ကဒါခရစ်စတယ်ဘယ်လီအောင်မှာ level 40လောက်ဟိုမန်ယူအကြံပျော်ပြန်ပြီးအကျော်ပေးထားတာကိုကျွန်တော်တို့တွေ့ရအဲ့တော့အာရှဇီဂွတ်ဖွင့်တဲ့သူတွေရဲ့အနေထားကလည်းဟိုကျွန်တော်တို့ကဆရာကြတယ်သူက database တွေရှိလာတော့ database တွေရှိတော့ဒီအသင်းနှစ်သင်းရဲ့အချက်လက်အနေအထားတွေနောက်ဆုံးတွေ့ဆုံခဲ့မှုတွေပြောရင်တော့နောက်ဆုံးတွေ့ဆုံမှုတွေမှာဒါနောက်ဆုံး၄ချိန်သလုံးမှာလည်း Paris ကဒါ ဟိုမန်ယူ၃ဘွဲ့နိုင်တစ်ဘွဲ့တည်းကြာတာလေအဲ့လေးဘွဲ့စလုံးကလည်းခရစ်စတယ်ဘယ်ရဲ့ခံစစ်ကပေးဖို့မရှိပဲဘူးပေးဖို့မရှိပဲနဲ့ဟိုပလပခဲ့တဲ့ရတဲ့တွေကိုယူယူခဲ့တယ်အဲ့လေးဘွဲ့စလုံးကလည်းကြီးအောင်ထားပြန်တယ်အဲ့လိုအနေထားအဲ့တော့မန်ယူပြန်ကြည့်နိုင်တယ်ဒါကျွန်တော်တို့အနည်းဆက်ဆုံးအနေနဲ့ကဒါအေဗာလန်နဲ့ဘွဲ့မှာအိုးထွက်ဖို့ကိမသူနိုင်လိုက်ရင်တော့မတော်တော်လှပတော့သွားပဲအထက်ကိုရောက်မဲ့အနေထားမှာမန်ယူကလည်းဟလာတိုင်ပတ်သွားတယ် တိုင်ပတ်သွားတော့ဒါမန်ယူပြည်သက်တွေအတွက်လည်းဒါနည်းနည်းအခင်းမကြီးစရာကျွန်တော်လည်းမန်ယူကိုသဘောကျတဲ့အနေသားရှိတယ်အမူမူကြီးကိုကျွန်တော်သဘောကျတော့နော်အဲတော့အနေသားမှရှိတာကျွန်တော်တော့တိတ်နိုင်တိတ်မနိုင်ခဲပင်ရကျွန်တော်ကိုယ်တိုင်လည်းမန်ယူပေးခဲ့တာအော်အေဗာတန်ကို89မိနစ်မှာဆက်ရောက်တဲ့နေတော့မနိုင်ရဘူးလားဆိုတဲ့အနေသားမျိုးပေါ့နော်ကြီးခဲ့ပဲတကယ်ဒါထားလို့ပြီးခဲ့တဲ့အတိတ်တွေကတော့ထားခဲ့လိုက်တော့ဟိုလက်ရှိမှာကျွန်တော်ခရစ္စတပယ်လေးနဲ့အဲတော့မန်ယူခံစစ်ကိုပြန်ကြည့်ရင်ပြန်တော့လေဒီရာဒီနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာ ပေးဖို့မရှိတဲ့ပွဲကတပွဲပဲရှိတဲ့ခံစစ်ပုံစံအနေအထားမျိုးရှိနေတော့ကျွန်တော်ဒီပွဲစဉ်ကဟိုဒီခရစ်စတဖေးရတယ်အစင်လာရတယ်ခုနပြောသူကျွန်တော်ပြောသူနောက်ဆုံး၄ချိန်စလုံးပါလေတကယ်ကိုခံစစ်ကပေးဖို့မရှိဘဲနဲ့မန်ယူကို၃ပွဲနိုင်တပွဲတည်ကြတယ်အဲ့၄ပွဲစလုံးကလည်းဟိုကြေးအောင်ထားတဲ့အနေအထားတော့ကျွန်တော်ဒီပွဲက body ထက်ကျွန်တော်ကျွန်တော်ရွေးချယ်မှုပြောတာပါကျွန်တော် body ထက်ဒီပွဲစဉ်ကနည်းနည်းလေးဂိုးဟိုဟိုအရင်မြူးလာမဲ့ပွဲတစ်ပွဲလို့မထင်ဘူးကျွန်တော်တော့ဂိုးအောက်လေးကိုနည်းနည်းတော့စိတ်တော့ညိုင်မိတယ်ဒါ ယတိပြက်လို့ပြောမယ်ဆိုရင်တော့ကျွန်တော်တို့ကိုးအောင်ပေါ့နော်အဲ့လိုကျွန်တော်သဘောကျတယ်အာဆရာတို့ရဲ့အမြင်ကဒီ body ရွေးချယ်မှုလေးကိုဆရာတို့ရဲ့အမြင်တစ်ချက်ပြောပြပြီးပါဦးလက်ရှိအနေအားဆိုရင်ကျွန်တော်ဒီဘွဲမှာတမအောင်ဆုံးမြင်မိတာပါမန်ယူရဲ့ဟိုတဘွဲအနေကုန်းနှစ်ဘိုးလောက်သွင်းလာနိုင်တဲ့တိုက်စစ်ပါဟုတ်ကဲ့ Everton နဲ့တက်မှာဟုတ်ဟုတ်ပါဘောရရရရပါပြီးတော့နောက်တစ်ခုရှိတာကဒီ MW နဲ့ကလပ်နာနဲ့ ီနှိုက်တဲ့တွေ့ဆုံမှုတွေပါသုံးနေတည်ရဲ့ဒါကရင်တော့ဥပပန်ဘောအခိုင်တော့မန်ယူခိုင်တော့ကတော့အချိန်နဲ့တည်နေအဲ့ဒီတိမ်ပါလေအသက်တိတာနည်းနည်းနဲ့တော့သူကြကြပြန်ကြည့်မယ်ပြင်တော့ပဲလေတိမ်ဝင်တော့ခုန်သားဆုံးမန်ယူဘွယ်စပူရဟုတ်ကဲ့အဲ့ဒါကိုတပူတဲ့ဟုတ်ကဲ့ဂျန်နဲ့ဒီဘွယ်ကပလေးရှိရတယ်ဟုတ်ပြီးတော့ပဲလေအိမ်ဝင်ရောက်တိုင်းမှာလေတခါတည်းအပြင်သိလို့မရတာကမန်ယူကဟိုတယ်လက်ကိုကောင်းလို့ရှိရပတ်တွေ့ရဟုတ်အဲဒီနေရာမှာပဲလေရနောက်ဆုံးပြင်းရတဲ့အိမ်ဝင်ဒီရောက်ဒီမှာလေတယ်လက်ကောင်းတာလေတိကျတဲ့ရောက်ဒီမှာလေရက်လက်ကောင်းတာလေဒီလိုအနေသားလေးနေ မင်းယူကနိုင်လို့ဆိုတော့နည်းနည်းဝေးရောဝေးရောဟုတ်ကဲ့အဲအဲတနခုနကတာခုနကပြောတယ်အဖာတန်ကိုရှုံးသွားတဲ့အတင်းပြန်ပြီးတော့အားခဲရနိုင်မလားပြင်ဟလာလည်းရှိနေတယ်တကယ်တော့ပြန်ချရမယ်ပြင်တော့ထိုက်တဲ့ဘိုင်းရတော့တင်းလာတော့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 စမ်းဆောင်ရေးဘိုင်းရကြဟုတ်တယ်ဟုတ်တယ်အဲ့ဒါအရေးကြီးတာကုလင်းစမ်းဆောင်ရေးဘိုင်းနော်ဟုတ်တယ်လို့ကျွန်တော်ထင်တယ်ဖဲလစ်ကလက်ရှိမှာပြင်ပြင်နေတဲ့အိတ်ကွင်းအိတ်ကွင်းဘိုင်းခံစစ်ဘိုင်းကိုပိုက်တိုင်းထားတဲ့ပြောင်းလဲစဉ် တဲ့နဲ့အိမ်ကမှတော်တော်လက်ရှိပြင်နေတော့တယ်အတင်းနဲ့တသိန်းတော့ပဲကောင်းကောင်းတုတ်ပြန်နိုင်တယ်လို့အားလုံးကပြောမန်သီးတို့ကမလွယ်ဘူးလို့ပြောလို့ရတယ်ဒီအချိန်မှာကျွန်တော်မိန်ကိုလက်ရှိဖွင့်လို့မရရွေးချယ်ဖို့ဆိုတော့နည်းနည်းလေးခက်ခဲနေတယ်ကျွန်တော်ထင်တယ်ဟုတ်ကဲ့ဟိုမိုင်းရတိုက်စစ်ပိုင်းလက်ရှိဟိုဒီမတိုင်းကဝေးကွင်းတော့တော့နေဖို့ဆက်လောက်ပြီးရတယ်ဘောနေတော့နောက်ကိုတုံးတုံးဆက်လောက်ပြီးတယ်ဘောနေတော့နောက်ကိုတင်းထားတာနေမယ်ပလစ်အိမ်ကွင်းမှာတော့အဲ့လောက်ဒီဘုံများများဆက်ဆက်ရမယ်ဆိုတော့ဟုတ်ကဲ့ကျွန်တော်ကဒီဘွဲတွေဘွားတော့ပဲဟုတ်ဟုတ်ကြာကြောရဲ့အမြင်ကျွန်တော်အမြင်ကတော့ဒီဘွဲမှာ အာပြီးခဲ့တဲ့စွမ်းဆောင်မှုတွေကိုပြန်ကြည့်မယ်ဆိုရင်မန်ယူကသုံးပွဲဆက်တိုင်းနိုင်ပွဲပြောင်းနေတယ်။အေဗာတန်နဲ့ပွဲမှာဆိုရင်နိုင်တဲ့နိုင်တိုက်ပါလျက်နဲ့သူတို့တွေပေါ်ဆလိုက်တာလဲပါမယ်။ဂိုးသွင်းမသေးကြတာတွေနဲ့ဂိုးပန်တီပေးပူးမှုအားနည်းသွားတာတွေလည်းပါတယ်ပေါ့နော်။ဒါအေဗာတန်ကခန်းစစ်ကိုအထူးပြုကစားသွားတယ်။ဒီပွဲမှာမန်ယူရဲ့အဝေးခွင်စွမ်းဆောင်ရေးပိုင်းကိုကျွန်တော်ကလည်းတန်တရာရှိတယ်။ ဘလို့တန်တရားရှိလဲဆိုတော့ဒီဒီရာဒီဝင်းဝင်းစွမ်းဆောင်ရေယူမန်ကြီးကလီဗာပူးနဲ့တပွဲတော့ပဲစွမ်းဆောင်မှုကောင်းတယ်။ဂျန်နဲ့ပွဲတွေမှာဆိုရင်ဒါဂိုးတွေလည်းပေးရသလိုအသူ့အနေနဲ့ဒါဒီနိုင်ဖို့တော့ဂိုးများများသွင်းအောင်ကိုသူစူးစမ်းနေတယ်။သူ့နောက်တန်းကပေါက်နေတယ်အတွက်ကြောင့်သူနောက်နိုင်ဖို့တော့သူဂိုးများများသွင်းဖို့စူးစမ်းနေရပြီးတော့အဲအဲ့လိုမျိုးဒါဘရန်ဖုန်းနဲ့ပွဲမှာဆိုလေကောင်တာတွေမိပြီးတော့3-1နဲ့သူရှုံးရတယ်။နောက်ခရစ်စတယ်ပယ်လစ်ကိုပြန်ကြည့်မယ်ဆိုရင် ။ဒါဒီရသည်အိမ်ဝင်းနေမှာသူကစားရတဲ့ပွဲတွေကကောင်းတယ်ချစ်ဆွမ်းနေမစိုးဒါတေဝဲလေးရောများတယ်။များတယ်ဟုတ်တယ်။တေဝဲလေးတော့များ။အဲ့လားကြောင့်ခရစ်စတယ်ဘယ်လေးအိမ်ဝင်းတော်ဆုံးဆယ်ပွဲမှာဆိုရင် तू ရှုံးလာတာဆိုလို့ तू ကအေးကြီးလာနာကတသိပဲသူရှိ။လေပွဲစဉ်နဲ့ဆိုရင်တော့မရှုံးတော့ဘူး။ကျန်တဲ့ပွဲဆိုတော့ဒီပွဲစဉ်မှာ तू မရှုံးတော့ဘူး။ဒီပွဲမှာကျွန်တော်အကြိုက်ဆုံးအချက်တစ်ချက်ပေါ့ဗျာ။အချက်လက်ရောက်ခုနချေဆွမ်းပိုင်းကိုကြည့်မယ်ဆိုရင် Palace ကအင်ကွင်းအောက်တာချက်ရှိတယ်။လက်ရှိချေဆွမ်းပိုင်းမှာလည်း Man United တောင်းလာတယ်။ နေပြခြင်းပိုင်းမှာလဲဆက်ပိုင်းမှာတာတယ်ကန်ဆက်ပိုင်းမှာလည်းတာတယ်ဒါဂူရီတို့ဥဆောင်နေတဲ့ပဲလစ်ကန်ဆက်ကတကယ်ကစားမယ်ဆိုတော့ဒါလက်ပေါ်ဘူးတို့ဘောင်းတော့လစ်တော့လစ်တော့ရတာပဲဟုတ်တယ်ဒီတို့မန်ယူတို့ကန်ဆက်မျိုးရောမလွယ်တော့ဆိုတော့အဲ့တော့တပိုင်းပေါ့ကျွန်တော်ကြိုက်သုံးချက်တစ်ချက်ကမန်ယူကဒါလန်ဒန်ညီမလာရောက်ကစားတယ်လန်ဒန်ကလပ်တွေနဲ့တွေ့ဆုံရတယ်လန်ဒန်ဆိုရင်သူကအချိန်လေးမကောင်းတာများတယ်လန်ဒန်အသင်းတွေကိုသူတို့တွေ့ဆုံခဲ့တယ်ဒါဟို26ချိန်ပေါ့နော် ဟိုလန်လန်တင်းတွေကို26ကြိမ်တွေ့ဆုံရအောင်ပါ3ကြိမ်ပဲနိုင်ဆိုတော့အဲ့အဲ့ဒီဟိုပါဗောနော်ဟို26ကြိမ်အောင်သူရှုံးတယ်26ကြိမ်ပါ26ကြိမ်အောင်ရှုံးတယ်တော့လန်လန်တင်းတွေနဲ့တွေ့မယ်ယူကရတယ်မကောင်းဘူးဟို struggle လောက်ပါဟိုလန်လန်ဆိုတော့ပြောရမယ်ဆိုရင်ကဒါအင်္ဂလန်ကအဲသူကဒီလိုပုံစံလေးဆိုတော့အဲသတိကံပုံစံလေးမှာသူကတောင်ပိုင်းမြောက်ပိုင်းအလဲပိုင်းရှိဆိုရှိမယ်သူကမြောက်မန်ယူကမြောက်ပိုင်းအဲဒီဘက်တောင်ပိုင်းလာကစားရတယ်လန်လန်ဘက်ကလာကစားရတယ် ရလပိုင်းနေဆိုရင်လည်းသူကမကောင်းတာတွေ့ရဒီရာသီမှာပြန်ကြည့်မယ်ဆိုရင်လည်းအဲသူ့ရဲ့လန်ဒန်မြေယူလာတဲ့လန်ဒန်သင်းနေနဲ့တွေ့ရတာရရလတိတ်မကောင်းတော့ချယ်ဆီကိုသူနိုင်သွားတာတော့ဒါအိမ်ဝင်းမှာနိုင်သွားတာပေါ့နော်အဲ့လိုအပိုင်းနေရှိတဲ့အတွက်ကြောင့်မလို့ဒီအချက်လက်ပိုင်းမှာလန်ဒန်သင်းတွေကိုရုံးကန်နေရတယ်မန်ယူရဲ့အချက်လက်ပိုင်းတွေကဒါတိတ်မလောက်ဒါဖာဂူဇန်ခက်လွန်ပိုင်းပေါ့ဆိုတော့အခုနောက်ပိုင်းတွေနောက်ပိုင်းခက်တယ်လန်ဒန်သင်းတွေနဲ့တွေ့ရင်လည်းရုံးကန်ရတယ်ဆိုတဲ့အချက်ကလည်းရှိနေသူတို့ရဲ့ဝင်းဝင်းအားနေချက်ကလည်းရှိနေ ့ကရစ္စတယ်ပဲလစ်စ်ကခံစစ်အားသာချက်ကလည်းကောင်းနေတဲ့အတွက်ကြောင့်မလို့ဒီဘွဲမှာကျွန်တော်ကတော့ပဲလစ်စ်အနေဆုံးတင်ရရင်တော့မယ်လို့တော့နည်းနည်းကျွန်တော်ကတော့ပဲလစ်စ်ပဲခြိုက်ဟုတ်ကဲ့အဲဆိုကျွန်တော်တို့ကအာရှဈေးပွက်အနေထားရကြပဲလစ်စ်ကလည်းပြန်အောင်အကျော်ဖိထားတယ်ဘယ်ကန်းပြောရင်ဟိုးတမိုင်းခစ်တစ်ခုမှဟိုပါကူဇန်လို့ခင်မှာခရစ္စတယ်ပဲလစ်နဲ့မန်ယူဆိုတာမြတ်အချိန်မီမန်ယူကပဲကြီးထွက်ကြတယ်အနေထားအခုက ကစ္စတမဲရအောင်မှာခြေရ0.25နဲ့ပြန်ထွက်နေတဲ့အနေအထားမှာโอเคအာရှာသေးကောအရာလာပဲခုနကြာကျော်30တလို့ပဲလန်လန်မီမှာလာပြီးတော့တွေ့တယ်အတိုင်းမန်ယူဟာ struggle လုပ်ရတယ်ရုံးကန်ရတဲ့အနေအထားပြီးရင်ကစ္စတမဲရရဲ့ခံစစ်ကောင်းမှုပုံကဟိုမန်ယူတက်တော့နည်းနည်းတာเนาะတာတဲ့အနေအထားမျိုးမှာရှိရတယ်ညာခုနကျွန်တော်လည်းရွတ်ပြသွားခဲ့တဲ့ data အချက်လက်ဟိုကစ္စတမဲရနောက်ဆုံး၄ပွဲမှာမန်ယူနဲ့ပတ်တူတိုင်းပေါ့เนาะခြေအောင်ခဲ့တယ်အဲလိုမျိုးဟိုခံစစ်ကလည်းပေးဖို့မရှိဘူး အဲ့တော့၃ဘွယ်နိုင်တဘွယ်တည်ကြ။ Okay အဲ့ကျွန်တော် Crystal Palace နိုင်ဘွယ်တင်အတွက်ကတော့ဒီနေ့ကျွန်တော်တို့ Crystal Palace နဲ့ကျွန်တော်တို့ Goal ကိုရင်းနှီးတင်တယ်လို့ထင်ပါတယ်ခင်ဗျ။